ိုကဒီနေရာမှာရိုက်မယ်ဆိုကြတဲ့အဒီမှာရှိတဲ့သူတွေပေါ့နော်မြင်အမမြန်အားလုံးကိုမြစ်တာပို့ပေးတယ်အပမီနေတာတဲ့ရောက်ရောက်ကပညာနဲ့ကိုလှုပ်ထားတာခွဲပါမတရားတော့လေ မဇက်သိန်းရိုက်နေတဲ့အချိန်ပေါ့အဲ့အချိန်မှာကလေးတွေကဆက်ဖွယ်ရကင်မရာမန်လေးကိုတီဟာလို့ဆိုလို့ရှိရင်သူတို့တွေကရှေ့ပိုင်းရမှာလဲလိုက်ရှင်းနေရရတယ်ဇက်တိုက်ဇက်တိုက်ပြင်ပန်းလာတဲ့ခါကျတော့အဲ့ဒီကျသူကကော်ဖီတောက်ချင်တယ်ဆိုပြီးတော့အရန်ညစ်နေလာတော့လေမျက်လုံးချင်အောင်ကော်ဖီတောက်မယ်ဆိုပြီးသူကရေတံခိုးထဲမှာသူတို့တွေကကော်ဖီဖြော်ကြတာဟုတ် ဆိုတော့အဲ့အဲ့ဒီဟာကိုယူပြီးတောက်လိုက်တာကော်ဖီမဟုတ်ပဲဒီဇယ်လေးဖြစ်ဒီစရီသူတောက်မိသွားတယ်အိနေရအိနေညာဟာတခါလေချက်ချင်းကြီးတိလားအဒီစရီတို့မြေမြပြန်အံအောင်လို့လုပ်ရတယ်အဲအဲ့ဒါလေးကတော့အမှတ်တရပဲဒီကားကလေစလဲစုံရိုက်တဲ့ခါမှာအားလုံးတော့ချောချောမောမောလေးနဲ့တော့ပြီးသွားတယ်အဲဘာလို့လဲဆိုပြစ်ဆိုလို့ရှိရင်လည်းအဲ့မှာဝိညာဉ်ခေါ်တဲ့ခန်းတွေပါတယ်လေမဆိုလည်းအဲ့ဒါတွေပါတယ်ပါတဲ့ခါကျတော့အဲဇညို့ကိုဖတ်တဲ့အချိန်မှာလေကိုကိုလဲကြောက်တယ် ဒါမဲ့တကယ်တမ်းရိုက်မယ်ဆိုတဲ့ခါကျတော့လေဒီတကယ်ရွာပြင်ကညောင်မင်းကြီးဟဲ့ရေခံပင်းကညောင်မင်းအောက်မှာရိုက်ရတာရိုက်တဲ့ချိန်ကလည်းည12နာရီကျော်မှရိုက်ရတာလေအဲ့လိုမျိုးဆိုတော့အာကြက်ဆိုလို့ရှိရင်လည်းအစိမ့်နေကအစိမ့်နေအဲ့လိုမျိုးနဲ့လှုပ်ထားရတာဆိုတော့ဒါပေမဲ့လို့ကိုကဒီနေရာမှာရိုက်မယ်ဆိုကြတဲ့အားဒီမှာရှိတဲ့သူတွေပေါ့နော်မြင်အပ်မမြင်အားလုံးကိုမြစ်တာပို့ပေးတယ်အကျမတို့ကဒီမှာခဏလာအလုပ်လုပ်တာဖြစ်တဲ့ ခွင့်လွှတ်ပေးပါပေါ့နော်အဲအဲ့လိုတော့တို့အရင်အူးဆုံးအိမ်မှာရှိတဲ့လူတွေမြင်အပ်မမြင်အပ်30ပုံသားတွေကိုကိုကအရင်ဆုံးအဲပြုလိုက်ကိုပြုခဲ့တဲ့ကုသိုလ်တွေကိုတို့အများပေးနေတယ်ပြီးရင်တို့ကိုလည်းကိုရီရိုက်တဲ့အခါမှာလည်းပြန်ပြီးစောက်ရှောက်ပေးဖို့ပေါ့နော်အဲအဲ့ဒါလေးတော့မရိုက်ခင်မှာလုလုဖြစ်ခဲ့ပါနေရမှာအမကဒီကားလေးကိုကြည့်ရတာပေါ့နော်ကိုမအောင်ဆုံးကြည့်ရတာဆိုတော့ဒီကားကိုတကားလုံးအစလဲဆုံးဟာခွက်ပြင်းရတယ်ဆိုတာလုံးဝမရှိဘူး ပြီးသွားတဲ့အချိန်ပဲပေါ့အားလုံးအရှိပိုင်းမှာလူတွေကိုတဲထိတ်ရင်ပိုးနဲ့ဟာကနေဟင်ကနေလှုပ်ပြရတာမှနောက်ဆုံးဇက်သိန်းလေးဆိုရင်တကယ်ကိုဟိုရင်းနဲ့နှလုံးသားတဲ့အချိန်အောင်ဟိုဇက်မျိုးကလည်းတော်တော်ကောင်းပါတယ်ပြီးတော့အမဒီဇက်ကားကြီးမှာအမတို့တရုတ်ဆောင်လေးတရုတ်ဆောင်ချက်ကိုပြပြပြင်းဖြစ်အောင်အနောက်ကနေ ဝိုင်းပြီးတော့ပန်ပိုးချရတဲ့ကင်မရာမန်တွေဆက်ဖွဲ့ရဒီဒီဖွဲ့ကြည့်တစ်ခုလုံးပေါ့နော်နောက်ကနေဒီရုပ်လုံးပေါ်လာဖို့အတွက်ဝိုင်းဝန်းလုတ်ပေးထားတဲ့ဒီဖွဲ့ကြီးတစ်ခုလုံးအမကျေးဇူးတင်ပါတယ်။ဒါသူတို့တွေရဲ့ဟိုလုံဆောင်ချက်ကောင်းလို့မတို့ရဲ့တရုပ်ဆောင်မှုကိုလည်းပြပြပြမြင်နဲ့ကောင်းကောင်းမွန်မွန်လေးတွေ့ရတာပေါ့နော်။အဥ္စာဆောင်မျိုးစုံမျိုးအရောင်လာတာဖြစ်ချင်ဖြစ်နိုင်တယ်။သူ့ကိုလင်းကိုအိမ်မထဲမှာပြေးဖို့ရတယ်။ ဒင်းကောင်ကဝိညာဉ်နဲ့တဲရီမွေးပြောနည်းနည်းတော့ကြောက်တော့ဟိုဟာလေအဲ့ဒီဟာဖြစ်ဖို့အတွက်ကိုစောင်းကြီးလေးကကျုံပြီးတော့စိတ်ကပုတ်ထားတာသိလားဟာဟာဒီကုကုဆိုရင်လေမနာလိုတဲ့စိတ်ကိုမွေးရတယ်အဲ့လိုမွေးမှလည်းဒီဟောဖက်တော်ရဲ့ character မိမာဘူးဆိုတော့အဲ့ဒါတော့ တော်တော်ဟိုမနာလို့ဖြစ်နေရတာပုံများအောင်လေအဲ့လိုဖြစ်နေရတော်တော်ပုံမှန်ပါအမတို့ကတော့ဒီကားမှာပြောရလို့ရှိရင်တော့အခန်းကဏ္ဍလေးတစ်ခုကနေပြီးတော့ပါဝင်ပတ်ပူပေးခဲ့ရတာပေါ့နော်ဒါပေမဲ့လည်းကို့အခန်းနဲ့ဒီဖြစ်စေများဒီဖြစ်စေကို့ပါတဲ့ခန်းလေးကိုကိုရှင်းလက်ပါတယ်အဲရှင်းလက်လို့လည်းဒီ character လေးကိုသဘောကျလို့လည်းဒီကားကိုရိုက်ဖို့ဖို့လိုလက်ခံဖြစ်ခဲ့တာပါအော်ဒီကားကိုအတူတူပါဝင်ထားကြတဲ့သူတွေအားလုံးပေါ့နော်သူတယောက်ချင်းစီတိုင်းက ည်းနည်းလေးမှမလျှော့ဘဲနဲ့အားလုံးကအတုံးပေါ်ဆက်စူးစမ်းထားကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်မှပေါင်းနဲ့ပါဝင်ချတဲ့ညီကိုပေါင်းနှမအားလုံးကိုတော့ဟိုမှတ်တမ်းလေးတစ်ခုစီတော့ဒါစစ်ဖြစ်ပါတယ်။ဩတစ်ခါတော့ပြောစရာမလိုဘူးလေ။သူကတော့ဒီဟိုဝါရီသေယုတ်ဆောင်တယောက်ဖြစ်နေပါပြီ။ဆိုတဲ့အခါကျတော့ဒီကောင်မှလည်းသူကမတူတဲ့ character ကြီးချင်းချင်းတော့ရတဲ့ဟာလေးပါတယ်ဆိုတော့လေအများကြီးစူးစမ်းထားပါတယ်။ဒီကားလေးကိုဟို လာရောက်ကြည့်ရှုကြည့်ရှုပေးဖို့အတွက်လည်းဖိတ်ခေါ်ပြရစီဒီကားလေးကအဲအခုရိုက်ကူးနေကြစကားနဲ့မတူရဲပေါ့နော်ဒီဝိညာဉ်နေနဲ့ပတ်သက်တဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြိဿတ်တွေအတွက်လည်းအမြင်တစ်မျိုးလေးဆမ်းပြီးရတာတစ်မျိုးပေးလိုက်မယ်လို့ပြောရတော့ပြောလိုက်ပါတယ်အဲ့တော့ချိန်ရမယ်ဆိုလို့ရှိရင် လာရောက်ကြည့်ရှုအားပေးပြီးဝေဖန်အကြံပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်